ရခိုင်ပြည်နယ်တစ်ခုလုံးနှိပါကိုစစ်တပ်ကဆုံးရှုံးရန်လက်ထကမ်းလိုကိုရောက်ရှိလာချိန်မှာပြည်သူများကိုလေကြောင်းတိုက်ခိုက်၍တပ်ဖြတ်မှုများအရှိန်မြင့်လာနေတာကြောင့်အထူးသတိပြုကြဖို့ AA ကကြေညာသတိပေးလိုက်ပါတယ်။ AA ကမိမိတို့မျှော်မှန်းထားတဲ့စီးရီးနိုင်ငံရေးညီမှန်းချက်များအလုံးစုံအပြည့်အဝအကောင့်ထဲပေါ်စေဖို့အတွက်အာရကပြည်သူတရားလုံးနဲ့လက်တွဲပြီးအစွမ်းကုန်စ조사လျက်ရှိကြောင်းနဲ့လက်ရှိချိန်မှာစစ်တပ်ကရခိုင်ပြည်တစ်ခုလုံးနှိပါကိုလက်လွတ်ဆုံးရှုံးရန်လက်ထကမ်းအလို့ကိုရောက်ရှိနေတဲ့အချိန်ဖြစ်တယ်လို့ဆိုပါတယ်။ တပြိုင်နက်တည်းမှာပဲစစ်တပ်နဲ့အေရိုကရခိုင်ရိုးမနဲ့နေနေချင်းထိစပ်လျက်ရှိတဲ့ပဲခူးတိုင်းမကွေးတိုင်းနဲ့အေရာဝတီတိုင်းအဆရှိတဲ့နေရာများအပြင်အာရခတတော်ရဲ့စီးရေလှုပ်ရှားတဲ့နေရာအချို့မှာပါနှစ်ဖက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိတယ်လို့လည်းသိရပါဗျ။အခြားတစ်ဖက်မှာလည်းစစ်တပ်ကရှမ်းမြောက်ဒေသမှာအပြစ်ခတ်ရဲစခန်းကိုညီတော်မဟာမိတ်တုံးဖွဲ့တယ်မှာကိုကန်းနဲ့တအောင်းဖွဲ့များနဲ့မရှိမနှောင်ပြုတ်လုံနိုင်ခဲ့ကြောင်းသို့တော့၎င်းတို့ရဲ့မြန်မာပြည်သူများအပေါ်နေစဉ်ရက်ဆက်ကျူးလွန်နေတဲ့ စစ်ရာဇဝမှုများမှာရောကြသွားခြင်းရှိပဲရခိုင်ဒေသမှာသာမကမြန်မာနိုင်ငံအနှံ့အပြားမှာအရသာပြည်သူတွေပေါ်လက်ရဲဆဲရဲနဲ့ရာဇဝမှုတွေကျူးလွန်နေစေဖြစ်တယ်လို့အေကပြောဆိုထားပါတယ်။ရှမ်းမြောက်ဒေသမှာဖြစ်လုပ်နေတဲ့စစ်တပ်ရဲ့ထိုးစစ်များအပြစ်ခတ်ရဲဆဲမှုပြုလုပ်ပြီးချိန်မှာစစ်စင်ရေးနယ်မြေကြုံသွားခြင်းကိုခွင့်ကောင်းယူပြီးအေအေတပ်ဖွဲ့ဝင်များရှိတဲ့နေရာများသာမကရခိုင်ပြည်သူလူထုတို့ကိုအဓိကပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကို အောက်တိုဘာလ30ရက်နေ့မှာအချိန်မြင့်လှုပ်ဆောင်လာခဲ့တယ်လို့ဆိုပါတယ်။ အော်တိုဘာလာ30ရက်နေ့တည့်ရက်ထဲမှာပဲစစ်တွေမျိုး၊ရက်သေးတောင်မျိုး၊ပုံနာကျွန်းမျိုး၊ပေါင်တော်မျိုးနဲ့အကြောက်ဖြူမျိုးဇင်းချောင်းတိုက်နေတဲ့ကဂုံပွေရွာမှာရသားပြည်သူလူများရှိရာနေရာတွေကိုလေချောင်းရေချောင်းလက်နဲ့ကြီးနဲ့ဒရုန်းများနဲ့တရေပေါ်ကြောင်စွာဘုံကျဲတိုက်ခတ်မှုတွေကြောင့်အပြစ်မဲ့ရသားပြည်သူလူများထဲမှာသေဆုံးရှင်ဦးနဲ့ဒဏ်ရာရရှိသူ22ဦးထိရှိခဲ့တယ်လို့သိရပါဗျ။အော်တိုဘာလာ30ရက်နေ့မနက်7:00နာရီချိန်မှာလဲအချမ်းဘက်စစ်ကောင်စီတပ်ကပုံနာကျွန်းမျိုးနဲ့ဘန်းနီလာရွာကိုလေချောင်းမှာဘုံကျဲတိုက်ခတ်မှုတွေကြောင့် အပြစ်မဲ့ရဲသားပြည်သူ၄ဦးသေဆုံးပြီးဒဏ်ရာရရှိသူများထဲမှ၁၀ဦးမှလည်းပြင်းထန်ဒဏ်ရာနဲ့စိုးရိမ်ရတဲ့အခြေအနေမှရှိနေတယ်လို့ဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်အနေနဲ့တနိုင်ငံလုံးရှိပြည်သူတွေကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်နေခြင်းနဲ့လက်နက်ကြီးဒရုန်းများနဲ့ရေကြဲရှိရှိပစ်ခတ်တိုက်ခိုက်နေခြင်းမှာစစ်ရသွေးမှုကိုပြောင်းချကျကျူးလွန်နေပြီးလူသားမျိုးနွယ်ပေါ်လက်နက်အားကိုနဲ့ပြစ်မှုကျူးလွန်နေခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။စစ်ရှုံးနေမှုကိုဖုံးကွယ်ရန်စူးစမ်းအထောက်တဲ့အနေနဲ့အပြစ်မဲ့ပြည်သူလူထုအပေါ်ကြမ်းဖက်တပ်ဖြတ်နေခြင်း ကန်းကောင်အောင်ရက်ဆက်ရုပ်မှနေခြင်းဖြစ်တယ်လို့လည်းအေအေကဆိုပါရယ်စစ်တပ်ဟာရှမ်းမြောက်ပါဝင်မြန်မာနိုင်ငံနေရာအနှံအပြားမှာကျင်းသုံးခဲ့တဲ့ပြည်သူနဲ့မြို့ရွာစတဲ့ညောင်းဈေးဈေးယုံဈေးကန်းနဲ့ဖုန်ကြီးကြောင်းလူနေအဆောက်အုံကြီးတွေကိုတရေဘောကြောင်သွားနေစဉ်ရက်ဆက်ပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့နီလန်ကိုလည်းရခိုင်ဒေသမှာကျင်းသုံးလာနိုင်တာကြောင့်အော်တိုဘာလာ30ရည်နေမှစပြီးရခိုင်ဒေသမှာပြည်သူများအနေနဲ့စစ်တပ်ရဲ့လေကြောင်းရေကြောင်းလက်နက်ကြီးဒရုန်းများရဲ့တိုက်ခိုက်မှုရန်ကို ယခင်နေ့ရက်များထဲပိုမိုသတိထားကြဖို့နဲ့စေသတိအပြေးဝနေညအချိန်မီရှိကြဖို့အထူးအလေးနဲ့အတိပေးတိုက်တွန်းထားတာပဲဖြစ်ပါတယ်ခင်ဗျာဖြစ်သစ်မီဒီယာကိုလက်ရီအပ်ပေးမှုနဲ့ရုပ်ရှင်ရိုက်တာတက်လွင်ခေါ်စကူထွန်းတက်လွင်ကိုဖန်ဆီးလိုက်တယ်လို့အချမ်းဘက်စစ်တပ်ကယမန်နေ့ညနေပိုင်းကသတင်းထုတ်ပြန်လိုက်ပါတယ်အချမ်းဘက်စစ်တပ်ကဝါရပြန့်အလိညာဇလန်းဖြစ်သောခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများကိုဝေဖန်မှုနဲ့ရိုက်တာတက်လွင်ခေါ်စကူထွန်းတက်လွင်ကိုဖန်ဆီးခဲ့တယ်လို့ဆိုပါတယ် ။ထို့ပြင် writer တပ်တွင်ခေါ်စပူထုံးတပ်တွင်ကခေတ်သစ်မီဒီယာကို Larry A ပေးထားတာကြောင့်ရွေးကောက်ပွဲနှောက်ယှက်မှုနဲ့ fancy အရေးယူမှာဖြစ်တယ်လို့လည်းအကြမ်းဖက်စစ်တပ်ကထုတ်ပြန်ထားပါတယ်။စစ်တပ်ရဲ့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့ရွေးကောက်ပွဲဆိုင်ရာအလိညာဝါရဖြန့်ဇလန်းကိုလူမှုကွန်ရက်မှာတစ်ဆင့်ဝေဖန်တယ်လို့ဆိုကောင်း writer Mighty ခေါ်တန်းထုံးစော်ဇက်ပုတ်တယုတ်ဆောင်ကျော်ဝင်းထုတ်ခေါ်ကျော်မင်းထုံးနဲ့ဟာတာတယုတ်ဆောင်အုံတိုင်းခေါ်စော်မြင့် writer အောင်ချမ်းလူလူကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီးဖြစ်ပါတယ်။ စစ်တကရွေးကောက်ပွဲနောက်ဆက်သူများလို့ဆိုကောင်းလက်ရှိချိန်ထိပြည်သူ88ဦးကိုဖမ်းဆီးခဲ့ပြီးဖမ်းဆီးခံရသူများမှာအမျိုးသား83ဦးနဲ့အမျိုးသမီး9ဦးပါဝင်တယ်လို့လည်းသိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတကယခုနှစ်ကုန်ပိုင်းရွေးကောက်ပွဲကိုကာကွယ်ဖို့အတွက်နောက်ဆက်ဖြစ်စည်းလျင်ထောင်နဲ့အနည်းဆုံး၃နှစ်မှထောင်နဲ့တသက်တကျုံနဲ့တေးတံများချမှတ်နိုင်တဲ့ဥပဒေကိုယခုနှစ်ဇူလိုင်လ29ရက်နေ့ကပြဋ္ဌာန်းခဲ့ပါဗျ။အထူးသဖြင့်စစ်တကပြည်သူများကိုဖမ်းဆီးရမှာရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တာဖြစ်စည်းခြင်းမှာကာကွယ်ပေးရေးဥပဒေ ပုံမှန်23ကာကြီးနဲ့ရေးယူလေရှိပြီးအဲ့ဒီပုံမှန်မှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းရှင်များကိုဖြစ်စေသို့မဟုတ်လုပ်ငန်းရှင်ရဲ့တစိတ်တေသကိုဖြစ်စေပြက်ပြားစေရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းနှုတ်ဆော်ခြင်းဆန္ဒပြခြင်းသို့မဟုတ်စာရေးသားဖြန့်ရှိခြင်းတို့ကိုမြည်သည့်အနေနဲ့များမပြုပါဘဲအဆိုပါတမ်းမြချက်ကိုဖောက်ပြက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင် ထိုသူကိုထောင်ထဲအ ਨੇ ဆုံးတုံနေမှာ အများဆုံး9နှစ်ထိချမှတ်မဲ့အပြင်ငွေရန်လည်းချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။စစ်ကောင်စီကပြဋ္ဌာန်းထားတဲ့ဥပဒေမှာဘေးကောက်ဘွယ်ကိုပြတ်ပြားစေရန်ဟောပြောခြင်း၊ပြောဆိုခြင်း၊စီယုံခြင်း၊လှုံ့ဆော်ခြင်း၊ဆန္ဒပြခြင်း၊စာရေးသားဖြန့်ဝေခြင်းတို့ကိုပြုလုပ်ပါကအရေးယူမှဖြစ်ကြောင်းနဲ့ချင်းချောက်ခြင်း၊ဟန့်တားခြင်း၊မလျော်ဩဇာတုံးခြင်း၊နာကျင်စေခြင်း၊အပြည့်အထန်နာကျင်စေခြင်း၊လူစုလူဝေးနဲ့ကန့်ကွက်ခြင်း လူသေးဆုံးခြင်းများဖြစ်ပေါ်လာပါကပြည်မှုကိုလိုက်၍အ ਨੇ ဆုံးထောင်ဒဏ်သုံးနှစ်မှအများဆုံးထောင်ဒဏ်တသက်တရုံးနဲ့ဒေသတို့ကိုချမှတ်မှာဖြစ်တယ်လို့ဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာမန္တလေးတိုင်းမိုးကုတ်မြို့ကို DNL တပ်ဖွဲ့ကစစ်ကောင်စီထံကိုပြန်လည်ပေးရသည့်တိုင်မိုးကုတ်မြို့ကိုစစ်ကောင်စီလက်အောက်မကျရောက်စေရေးစွမ်းကုန်ကာကွယ်သွားမှာဖြစ်တယ်လို့တော်လိုင်းဤသတင်းမြင့်များနဲ့မိုးကုတ်ခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ချို့ရဲ့အဆိုအရသိရပါတယ်လက်ရှိမိုးကုတ်မြို့မှာဖြစ်ပေါ်နေတဲ့အခြေအနေအရ မြေတော့ပြန်ခက်ခဲဖြင့်ကြုံတွေ့စေကောင်မူမိုးကုမြို့နယ်ပကဖအနေနဲ့မြို့နယ်အတွင်းမှာခြေပြူထားတဲ့တရင်တပ်ဖွဲ့များညီကိုတရင်တပ်ဖွဲ့များတော်လိုင်းရေးတပ်ဖွဲ့များပြည်သူများနဲ့လက်တွဲပြီးမိုးကုမြို့ကိုစစ်ကောင်မရှင်လက်အောက်မှာကြားရောက်စေရေးကာကွယ်သွားမှာဖြစ်တယ်လို့မိုးကုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကအတည်ပြုထားတာဖြစ်ပါတယ်တော်လိုင်းပြည်သူအားလုံးကိုဒီနေရာကနေပြောပြချင်တာကတော့နိုင်ငံရေးဖီအားကြောင့်ဆုတ်ခွာပေးလိုက်ရတဲ့ DNL အပေါ်မှာစိတ်ဆိုးဒေါသထွက်တာခံပြင်းကြတာ အပြည့်မြင်ကြတာတွေလည်းရှိနေပါတယ်။ဒါပေမဲ့မုတ်ကုတ်မြေမှာဖြစ်တဲ့တော်လိုင်းရဲဘော်တွေအများကြီးရှိနေသလိုစီးလုံးညီညွတ်မှုအားနဲ့စစ်ကောင်မရှင်ကိုပြန်လည်ခုခံတော်လိုင်းချောက်ဖို့လည်းရှိနေတဲ့အတွက်အတူတကွလက်တွဲပြီးစစ်ကောင်မရှင်ကိုတံပြန်ခုခံသွားမယ်ဆိုတာပြောချင်ပါတယ်လို့မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမှာတာဝန်ရှိသူတို့ကပြောဆိုထားတာဖြစ်ပါတယ်။မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုတ်ပကဖကတော်လိုင်းခီးချင်းကြီးကိုပြည်သူလူထုရဲ့ကူညီထောက်ပံ့မှုနဲ့ယက်တီလာခဲ့တဲ့အဖွဲ့အစည်းဖြစ်ပြီး ဒေါ်လာရဲ့အပေါ်မှာအစဉ်တစိုက်အသုံခွန်ဆိုင်နဲ့ကြိုးစားခဲ့ကြသလိုအောင်မြင်မှုများကိုလည်းမဟာမိတ်တပ်ဖွဲ့များညီကိုတပ်ဖွဲ့များနဲ့အတူအောင်ပွဲများဆင်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။ပြည်သူ့ကာကွယ်ရေးဖွဲ့မော်ကိုမြို့နယ်ပကဖအနေနဲ့ဒေါ်လာရဲ့အစမှသည်ပြီးဆုံးသည့်အထိတိုက်ပွဲဝင်သွားရန်ဆုံးဖြတ်ထားသည်နှင့်အညီတော်လိုင်းအောင်မြင်မှုပန်းတိုင်စီတို့ဥလည်းမတုံချီတက်သွားမှာဖြစ်တယ်လို့လဲမိုးကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုတ်ပကဖကကြေညာထားပါတယ်။ယခုအချိန်ကအကြမ်းဖက်စစ်တပ်အားတော်လိုင်းအင်အားစုများချင်းချင်း ပုံမညီညွတ်စွာတိုက်ပွဲဝင်သွားမယ်အချိန်ဖြစ်ပြီးပြည်သူလူထုအားတိုက်တဲ့ချိန်ဆိုထားတဲ့ဒေါ်လာရေးတစ္ဆာအားဂရီတီနိုင်ငံစ조사တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့မြေဆံဘရတ်တိုက်က MPD တပ်ဖွဲ့ကောင်းဆောင်ဘိုမိုက်ခဲကလည်းပြောဆိုထားပါတယ်ဒေါ်လာရေးအင်အားစုများကစိုးမိုးထိန်းချုပ်ထားတဲ့နေမြေတွေကိုအကြမ်းဖက်စစ်တပ်လက်အောက်မရောက်စေဖို့တနိုင်ငံလုံးစစ်ကြုံပွားမှာအကျွမ်းမဲ့လွတ်မြောက်ဖို့နဲ့ပြည်သူလူထုလိုလားတောင်းတတဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်သည့်အထိဆုံးခန်းတိုင်းတိုက်ပွဲဝင်သွားမယ်လို့ဂရီတစ္ဆာပြုပါကြောင်းလည်းအတည်ပြုထားပါတယ် မြင်းကြံပလတ်တိုက်က MPD တပ်ဖွဲ့မြင်းကြံခရိုင်အမှတ်ကိုတရင်ကမြင်းကြံခရိုင်အတွင်းသာမကပဲမဟာမိတ်တများဖြစ်ကြတဲ့မိုးကုတ်ဘူဟောင်းတပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အမှတ်1222တရင် TRI ဘူဟာတို့နဲ့အတူမန္တလေးတိုင်းမိုးကုတ်မြို့နယ်နဲ့တပိတ်ချင်းမြို့နယ်များမှာစစ်ရေးတာဝန်များကိုပူးတွဲထမ်းဆောင်နေတဲ့တရင်များလည်းဖြစ်ပါတယ်။အလားတူပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဘူဟာကရှင်ကုတ်တပိတ်ချင်းနယ်မြေခံအများစုအပအဝင်အင်အားများစွာနဲ့စုဖွဲ့ထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန မန္တလေးတိုင်းစစ်ဌာနကုတ်ကဲမှုအောက်မှာရှိတဲ့ဗျူဟာဖြစ်တာနဲ့အညီမန္တလေးတိုင်းတွင်းမှာရှိတဲ့နေမြေများရဲ့တော်လိုင်းဆိုင်ရာလုပ်ငန်းများမှာအားအင်အပြင်းနဲ့စ조사ဆောင်ရွက်လျက်ရှိနေကြောင်းလည်းသိပေးထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်တရားရင်ဗျူဟာအနေနဲ့မိဖက်တော်လိုင်းအင်အားစုများနဲ့တွေ့ဆက်ပြီးမိမိတို့မွေးဖွားအခြေတရားဒေသများကိုကာကွယ်ပြီးမိမိတို့ရည်မှန်ချက်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်စီတို့အခက်အခဲများစွာကြားမှာဆက်လက်ချီတက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ လူတော်လိုင်းခီစတင်ခဲ့တဲ့အချိန်မှစလို့ကန္နာအသီးသီးမှာအတူတကွလက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီးမိုးကုံမြို့အပေါ်ဝင်လွတ်မြောက်နေမြေများစွာကိုစိုးမိုးနိုင်သည့်အထိတော်လိုင်းခီကိုအောင်မြင်မှုများစွာနဲ့ရှောက်လန်းနိုင်ခဲ့ကြောင်းလည်းပြည်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်းထုတ်ပြန်ထားပါတယ်။အချမ်းပဲစစ်တပ်ရဲ့ရက်စက်ရုံမှမှုမျိုးစုံကောက်ကျစ်ဆင်းလဲမှုမျိုးစုံနဲ့တိုက်ခိုက်ချေမှုန်းနေတော့လေတော်လိုင်းရဲဘော်များအနေနဲ့တွန်းဆုတ်ကြောက်ရွံ့ခြင်းအလင်းမရှိဘဲဆက်လက်တော်လန်းသွားမှဖြစ်ကြောင်းလည်းသိပေးထားပါတယ်။တော်လိုင်းခီတခြားမှာ မြို့ပင်ခတ်ခဲတဲ့ချိုးကွေများနဲ့ကြုံရသည့်ဖြစ်စေရီမန့်ချက်ဖြစ်တဲ့ Federal Democracy စနစ်စီတို့မမိတ်မတုံမဆုတ်တန်းဆက်လက်ခြိတက်သွားမှာဖြစ်ပြီးဒေါ်လင်းအောင်မြင်တဲ့အထိမဟာမိတ်များနဲ့ဆက်လက်ခြိတက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်းပြောတဲ့ခရိုင်ပြည်သူ့ကာဝေးတပ်ဖွဲ့ကခရီးသစ္စာပြုထားတာဖြစ်ပါတယ်ခင်ဗျာ